ပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်လုံခြုံရေးနဲ့နေဆက်တည်ငြိမ်ရေးအတွက်အရေးကြီးတဲ့သတိကံတိုင်းစစ်ဌာနချုပ်တိုင်းမှုနေရအပြောင်းလဲဖြစ်ပေါ်နေပါတယ်။ကလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ဘက်ကအသေးများကကားသုံးစီးနဲ့အလောင်းတွေတဲထုတ်ထားတဲ့သတင်းပါဝင်နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်လုံခြုံရေးနဲ့နေဆက်ဒေသတွေတည်ငြိမ်ရေးအတွက်စစ်ရေးအရာအရေးကြီးစစ်ဌာနချုပ်ဖြစ်တဲ့သတိကံတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်စိုးလိုက်နေရအပြောင်းလဲဖြစ်ပေါ်နေတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကိုကူကာပြီး CDM ဘိုးကြီးစင်ရောကပြောပါရယ်အခုအော်တိုဘောလာနောက်ပိုက်မှာအဲ့လိုတိုင်းမူနေရအပြောင်းလဲဖြစ်ပေါ်နေပြီးတိုင်းမူဘိုးချုပ်စိုးလိုက်မှာအရန်အင်အားထည့်သွင်းခံရတာလားရာဓုတဆင့်တိုးတာလားဆိုတဲ့အခြေအနေကိုတော့မသိရှိရသေးပါဘူးလို့ CDM ဘိုးကြီးစင်ရောကပြောပါရယ် တလောတိုင်းမှုအသည့်ဘသူ့ကိုခန်းရမယ်ဆိုတာကိုလည်းမသိရှိရသေးပေမဲ့လေလာရှိုးတိုက်ပွဲအတွင်းမှာ MNDAAC မှာလက်နက်ချအညံ့ခံဖမ်းဆီးခံခဲ့ရတဲ့ဗိုလ်မှူးချုပ်တန့်ထင်ဆိုဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေကတော့ထွက်ပေါ်နေတယ်လို့သိရပါတယ်။ CDM ဗိုလ်ကြီးစင်ရောပြောတာကတော့လက်ရှိမှာတိုင်းမှုနေရာစာထိုးခန်းမဲ့သူမရောက်သေးပေမဲ့တက်မတော်နဲ့ကွန်ပျူတာနဲ့နည်းပညာသိပ္ပံကဗိုလ်မှူးချုပ်တန့်ထင်ဆိုကတော့သတိကံတိုင်းမှုကသူဖြစ်မယ်ဆိုပြီးတော့သူတို့အပတ်စဉ်တွေကိုလိုက်ကြွားနေတယ်လို့ပြောပါတယ်။ သရီကန်ဒေတာတိုင်းစစ်ဌာနချုပ်ဟာကျိုင်းတုံမျိုးအခြေဆိုင်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီးအ धिक တာဝန်မှာရှမ်းပြည်နယ်အရှေ့ပိုင်းနေမင်းနဲ့အဲ့ဒါနဲ့ထိဆက်နေတဲ့နေရာဒေတာတွေရဲ့ကာကွယ်ရေးလုံခြုံရေးနဲ့စစ်စင်ရေးဆိုင်ရာကိစ္စရပ်တွေကိုအ धिक တာဝန်ယူဆောင်ရွက်ရတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုလည်းဖြစ်ပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကစစ်တပ်အတွင်ဗိုလ်ချုပ်ကြီးအဆင့်ကနေဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်ဆီယာရှိကြီးတွေကိုအပြောင်းလဲတွေစက်တိုက်လှုပ်ဆောင်နေပြီး စစ်တပ်အတွင်းသွေးသစ်လောင်းနေရာပေးမှုတွေရှိနေတယ်လို့အငိမ့်စားစစ်ရာရှိတွေကိုလည်းကြံ့ဖို့ပါတီကိုပို့ဆောင်ကလွတ်တော်အမတ်လောင်းတွေအဖြစ်ဝင်ရောက်အရွေးချယ်ခိုင်းနေပါတယ်ရှင်။စကိုင်းနိုင်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ကလေးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေကစစ်တပ်ဘက်ကအသေးများပြီးကားသုံးစီးနဲ့အလောင်းတွေတဲထုတ်သွားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ အကြဖတ်စစ်တပ်ကလေးကံကောအပလန်ပိုင်းနဲ့ကလေးဖလန်းလမ်းပိုင်းကိုစစ်ကြောင်းနှစ်ကြောင်းခွဲက ကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာလည်းအကြဖတ်စစ်တပ်ဟာအထီးနာပြီးအသေးများနေတယ်လို့စီရီတင်းရင်မိကပြောပါတယ်။အဲ့ဒီလိုအသေးများတဲ့တဲမှာပြူစောထီးနဲ့စစ်မှုထမ်းတသားသေးအများဆုံးပါဝင်ပြီးကားသုံးစီးလောက်နဲ့တိုက်ပြီး228တက်သေးကိုဒီတိုင်းမြေမြုပ်နေတယ်လို့သိရပါဗျ။ အကြံဖတ်စစ်တပ်ဘက်ကအကြီးပိုင်းတွေတည်ရင်တော့ကံပလဲရွာမှာမြေမြုပ်တယ်လို့စီးရီးသတင်းရင်းမြစ်ကပြောပါရယ်အကြံဖတ်စစ်တပ်ကအသေးများအထည်နာနေရာကြောင့်စစ်မှုထမ်းတပ်သားတွေကိုအကြိမ်ကြိမ်အင်အားဖြည့်တင်းကစစ်ကြောင်းထိုးလာတယ်လို့လည်းသိရပါရယ်ဒါအပြင်စစ်ကြောင်းထိုးရလမ်းတစ်လျှောက်မှာလည်းပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူလူရက်နေတဲ့အပြင်အော်တိုဗလာ30ရက်နေနဲ့မနေ့ကအော်တိုဗလာ31ရက်နေမှာလည်းအကြံဖတ်စစ်တပ်စစ်ကြောင်းဟာနှက်ချောင်းရွာနှက်မြောင်းရွာချောင်းကွာရွာနဲ့ဟာခါလီရွာကိုထပ်မံပြီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိချိန်မှာအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ထောက်ကျန်ရွာ၊ကြာရင်ရွာ၊စီတာရွာ၊နတ်မြောင်းရွာ၊နတ်ချောင်းရွာ၊ကြံတာရွာ၊အောင်တာယာရွာနဲ့မှန်တော်ရွာအပါအဝင် အနီးနားမှာရှိတဲ့ကျေးရွာတွေကတောင်းတဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုဆက်လက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။စကိုင်းတိုင်းဘက်ကိုဆက်ကြည့်အောင်ပါစကိုင်းတိုင်းဆလင်းကြီးမြို့နယ်မှာရှိတဲ့ဝက်မေးရွာတွေကို အကြံဖက်စစ်သားတွေကဝင်ရောက်ပြီး ပြည်သူတွေကိုအလူလာခံတယ်လို့ဆိုကချင်းချောင်းငွေတောင်းခံခဲ့တဲ့အပြင်ပြည်သူနှစ်ယောက်ကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကစနေကြီးမြို့နယ်ပလောင်ရွာတွင်တပ်ဆွဲထားတာကနေဝမေးရွာအတွင်းအုပ်စုဖွဲ့ဝင်ရောက်လှည့်လည်လာပြီးတဲ့နောက်ကြေးရွာထဲမှာရှိတဲ့ပြည်သူတွေကိုအလူလာခံတယ်လို့ပြောပြီးအ ਨੇ ဆုံး2000ကျပ်ဝင်းကျင်ကနေစပြီးတောင်းသွားပြီးတဲ့နောက်ကြေးရွာထဲကပြည်သူ2ဦးကိုလည်းဖမ်းဆီးကောင်း PDF ရှိမရှိရိုက်နှက်မေးမြန်းမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါဗျ။ဒေသခံပြည်သူတို့ပြောတာကတော့စစ်ဝတ်ရဲရဲဝတ်ရဲအရဲဝတ်ရဲနဲ့၃မျိုးနဲ့အလူခန္ဓာဆိုပြီးပတ်စံတောင်းကပြည်သူတွေကတထောင်တန်းထုတ်တော်လဲတထောင်နှစ်ထောင်အလူခန္ဓာမဟုတ်ဘူးဆိုပြီးပြောတာကြောင့်အခြားသူတွေလည်းနှစ်ထောင်သုံးထောင်ပါသွားကြတဲ့အပြင်စံအိတ်တွေလည်းထမ်းသွားတာမြင်လိုက်တယ်လို့ပြောပါဗျ။ဒါအပြင်အကြံဖက်စစ်သားတွေကဝမ်းမေးကြီးရွာကိုပတ်နေခြင်းအတွင်းမှာ အသက်20အရွယ်လူငယ်တဦးကိုဖမ်းဆီးပြီး PDF တွေရှိမရှိရိုက်နှက်စစ်ဆေးခဲ့တဲ့အပြင်နောက်ထပ်လူငယ်တဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါဗျ။အဒီအကြမ်းဖက်စစ်သားတွေကဝမ်းမေးကြီးရွာကိုဝင်ရောက်ဝင်နောက်ခဲ့တာကြောင့်ပြည်သူတွေကြီးရွာထဲမှာမနေရဲပဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကဆက်လက်ပြောပါဗျ။ဆလင်းကြီးမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားဆေးရည်ချင်းနေတင်းမာနေပြီး စစ်တပ်ကစစ်ကြောင်းတွေခွဲကစစ်ကြောင်းထိုးတဲ့အပြင်တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာအခြေပြုတက်ဆွဲပြီးလက်နက်ကြီးတွေနဲ့လည်းကြေးရွာတွေကိုပိတ်ခတ်နေပါတယ်။အဲ့ဒီအပြင်လေကြောင်းတိုက်ခိုက်မှုနဲ့ drone နဲ့ကင်းထောက်တာတွေကိုလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူတွေနဲ့ဒေသစီရေးတင်ရေးမြေတွေစီကနေသိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကိုကြည်အောင်ပါကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံရွာမှာတိုက်ပွဲဖြစ်ပွားနေပြီး အကြံဖတ်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ကရင်စည်ရည်တင်းရင်မြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗာလာ31ရက်နေ့နေ့လယ်2နာရီခန့်မှာအကြံဖတ်စစ်တပ်ကမင်းလက်ပံရွာကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ပြီးမိကိုလုံးတွေထွက်လာတာကိုထိုင်းမြန်မာနယ်စပ်ကနေတွေ့မြင်နေရတယ်လို့ကရင်စည်ရည်တင်းရင်မြစ်က ပြောပါရယ်။ဒါအပြင်မင်းလက်ပံရွာထိပ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေကအကြံဖတ်စစ်တပ်ကအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေတယ်လို့သိရပါရယ်။ အဲဒီလိုပဲပြီးခဲ့တဲ့အော်တိုဗော်လာ22ရက်နေ့ကလည်းအကြံဖက်စစ်တပ်ကမြောက်ဝတီမြို့နယ်မင်းလက်ပံရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်2နှစ်အရွယ်ကလေးငယ်နဲ့အသက်32နှစ်အရွယ်မိခင်ဖြစ်သူတို့ပွဲချင်းမိသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းဘက်မှာတော့မန္တလေးတိုင်းညောင်မြို့နယ်ငတရောက်ရဲစခန်းကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်သား၈ဦးသေဆုံးခဲ့တယ်လို့ညောင်မြို့နယ်ပကဖတာဝန်ခံကိုစည်းကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။ ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့မနက်8နာရီခန့်အချိန်မှာငတရောက်ရေဆက်ခန်းကနေအင်အား100ခန်းနဲ့အိုရင်းကြီးရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအိုရင်းကြီးရွာအနီးကန်နပေါက်ကန်ရောက်မှာပဲပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က RPG အင်နာကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်စစ်ကြောင်းပြတ်သွားပြီး PO ဖျဲဖြစ်သွားကပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ အဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၈ယောက်သေဆုံးပြီး၁၈ယောက်ကိုတော့ညာဦးမြို့နယ်ပြည်သူ့စေယုံကြီးကိုတင်ပို့ကူတာထားတဲ့နောက်စစ်တပ်ကဒရုန်းနဲ့မီးလောင်ပုံးတွေကိုအိုရင်းရွာတွေကိုကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့နေ15လုံးမီးလောင်ပြာကျခဲ့တယ်လို့ညာဦးမြို့နယ်ပကဖတာဝန်ခံကိုစည်းကပြောပါရယ်။အဒီစစ်စင်ရေးကိုညာဦးမြို့နယ်ပကဖပကံပြည်ဘလူးတက်ရဲ့တက်ခွဲမှုရဲဘော်မင်းခန့်နဲ့ညာဦးခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ကောင်းဆောင်ရဲဘော်ရန်ရန်တို့ကဦးဆောင်ကား ငတရောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပုပ်ပါ Production Guerrilla Force PPGF ပကံကလုံတပ်တို့ကတိုက်ခိုက်ခဲ့ပြီးတက်ကူဝဖြင့်ညောင်းခရိုင် အမှတ်၁တက်ရင်ညောင်းခရိုင်အမှတ်၅တက်ရင်နဲ့ညောင်းခရိုင်ပကဖားတို့ကလာရောက်အကူအညီပေးခဲ့တယ်လို့သိရပါတယ်ရှင်။မကွေတိုင်းဘက်ကိုကြည်အောင်ပါမကွေတိုင်းပုံမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုနှစ်လကျော်ကြာစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ပြီးနေအိမ်တွေကိုလည်းဇက်တိုက်မီးရှို့ဖျက်ဆီးနေကြ ပြည်သူ9000ကျော်ဘေးလွယထွက်ပြေးနေရတယ်လို့ပေါ့မြို့နယ်ကာကွယ်ရေးအဖွဲ့ရဲ့ကိုလာရောင်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဩဂတ်စ28ရက်နေ့ကစတင်ပြီးကပ္ပစ24ကနေထွက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာပေါ့မြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့ကျေးရွာဆေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့သိရပါရယ်။အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းဟာတေပင်ကျေးရွာကအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့ပြင် စစ်တပ်စစ်ကြောင်းဟာကြေးရွာတွေကိုဇက်တိုက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီးလက်ရှိချိန်ထိစစ်တပ်စစ်ကြောင်းရှိနေတာကြောင့်နေအိမ်ပျက်စီးမှုအရေအတွက်ကိုအတည်ပြုနိုင်တာမရှိသေးဘူးလို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ပစိမ့်တောင်ကြေးရွာ၊ရေကတော်ကြေးရွာ၊ရေပြူကြေးရွာ၊ထမ်းပင်ကြောင်ကြေးရွာ၊နန်းစင်ကုန်းကြေးရွာ၊မကြီးကုန်းကြေးရွာ၊အုံးမင်ကြေးရွာ၊တဲပင်ကြေးရွာနဲ့ရောကုန်းကြေးရွာတို့ကပြည်သူ9000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းဟာလက်ရှိချိန်ထိရေကတော်ကြီးရွာအနီးမှာတပ်ဆွဲထားပြီးအနီးနားမှာရှိတဲ့ကြီးရွာတွေကိုရန်တပ်ပစ်ခတ်မှုတွေကိုနေတိုင်းပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ကမတရားဖမ်းဆီးထောင်ချထားတဲ့ဆရာတော်အရှင်ပညာဇေတခေါ်ဦးစင်းနဇောအောင်အမေရိကန်ဒေသစံတော်ချိန်အော်တိုဗော်လာ31ရက်နေ့မှာတော့ဘဖလိုမျိုးမြစ်တာပါရမီကျောင်းကိုရောက်ရှိလာတော့မယ်လို့ကြပြဆရာအောင်ဝေးကလူမှုကွန်ရက်ကနေအသိပေးထားပါဗျာ။ စစ်ကောင်မရှင်ကမတရားဖမ်းဆီးထောင်ချထားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းစီအရောအရှင်ပညာဇောတာခေါ်ဦးစင်းနဲ့ဇောအားဒေတာဆန်တော်ချင်းအော်တိုဘာလာ31ရက်နေ့ည8:00နာရီခွဲမှာဘဖလိုမျိုးမေတာပါရမီကျောင်းကိုပြန်ရောက်လာတော့မယ်ဆိုတာကိုသတင်းကောင်းပါလိုက်ပါတယ်လို့ကြပြစီအရအောင်ဝေးကရေးသားကရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှာရောက်ရှိနေတဲ့စီအရောရဲ့ရုပ်သံဖိုင်နဲ့တကွလူမှုကွန်ရက်မှာမျှဝေခဲ့ပါတယ်ရှင်ဝါရောက်စီအရောနဲ့ဇောလို့လူသိများတဲ့စီအရောအရှင်ပညာဇေတာဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ23ရက်နေ့ကစစ်ကောင်မရှင်ရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရပြီးစစ်တပ်ကိုအကြီးညိုပြက်စီမှုပုံမှန်905ကကြီးလောက်ဝက်ကအဥပဒေအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်50ညာ50နှစ်ကကြီးတို့နဲ့အမှုဖွင့်အရေးယူခံခဲ့ရတာဖြစ်ပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ္တရနေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ